အစ္စရေးနဲ့အပြစ်ခံရစရေးအတွက်အမေရိကန်ရဲ့နောက်ဆုံးအဆိုပြုချက်ကိုမငြင်းပယ်ကြောင်းဟာမတ်စ်အဖွဲ့ခေါင်းဆောင်ခါလီအေဟီယာကကြိုတင်အသံသွင်းထားတဲ့အသံဖိုင်ကိုဇွန်9ရက်ကပြောကြားခဲ့ပါတယ်။ဒါပေမဲ့ဒီအဆိုပြုချက်မှာကာဇာမာဖြစ်ပေါ်နေတဲ့စစ်ပွဲအဆုံးသတ်စရေးအတွက်စိတ်ချတေချာမှုရှိစေမဲ့အပြောင်းအလဲတွေပြုလုပ်ဖို့ဟာမတ်စ်အဖွဲ့ကတောင်းဆိုခဲ့ပါတယ်။ Hamas အဖွဲ့ဟာအပြည့်ခန့်ရဲစေးရေးဆွေးနွေးပွဲအသစ်တွေကိုပါဝင်ဖို့အသင်းရှိကြောင်းနဲ့ဂျောင်းဝင်ဆေးဆက်ပေးတဲ့နိုင်ငံတွေနဲ့ဆက်သွယ်မှုတွေဆက်လက်ပြုလုပ်နေကြောင်း၎င်းကပြောပါရယ် အမေရိကန်ရဲ့နောက်ဆုံးအဆိုပြုချက်ဟာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့အထူးတန်တမန်စတီဗ်ဝစ်ကော့ဖ်ထံကထွက်ပေါ်လာတာပါ။ ဟောမက်စ်အဖွဲ့ကဝီကော့ဖ်ရဲ့အဆိုပြုချက်ကိုမငြင်းပါဘူး။ဒါပေမဲ့စစ်ပွဲအဆုံးသတ်ရေးအတွက်စိတ်ချသေးကြစေဖို့တချို့အချက်တွေကိုပြင်ဆင်ပေးဖို့တောင်းဆိုချင်ပါတယ်လို့ဟောမက်စ်အဖွဲ့ရဲ့ဆွေးနွေးညှိနှိုင်းရေးအရာရှိချုပ်ဖြစ်တဲ့ဟေယာကကြိုတင်အတန်သွင်းထားတဲ့မေးခွန်းမှာပြောကြားခဲ့ပါတယ်။ဟေယာကဂါဇာစစ်ပွဲအဆုံးသတ်ရေးနဲ့ဂါဇာကနေအစ္စရေးစစ်သားတွေပြန်လည်ရုပ်သိမ်းရေးတို့ကိုထပ်တလဲလဲတောင်းဆိုခဲ့ပြီးအစ္စရေးကဒီတောင်းဆိုချက်တွေကိုညှင်းဆိုခဲ့ပါတယ်။ အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နေတန်ယာဟိုကသူ့ရဲ့အဆိုအရအဖွဲ့ဟာဝေကော့ဖ်ရဲ့အဆိုပြုချက်ကိုသဘောတူကြောင်းနဲ့ဟားမတ်စ်အဖွဲ့ကသာဆက်လက်ညှင်းဆန်နေတာဖြစ်ကြောင်းမေ31ရက်ကပြောပါရတယ်။